ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ဘင်စတက်အစည်းအဝေးပွဲကိုစစ်ကောင်းဆောင်မင်းရမိုင်တက်ရောက်တာနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံပြည်သူတွေကဆန္ဒပြရတဲ့ဆိုတဲ့ရုပ်သံဖိုင်တွေလူမှုကွန်ရက်မှာပြန့်နှံ့လျက်ရှိပါတယ်။ဆက်ကျော်တန်းဇော်မိုးဆိုတဲ့ TikTok account ကနေဧပြီ3ရက်နေ့မှာအကူစုကောင်မင်းအောင်လိုင်းထိုင်းကိုလာတာကိုထိုင်းပြည်သူတွေကလက်မခံဘူးဆိုတဲ့စာသားအပြင်ဒီနေ့မင်းအောင်ထိုင်းကိုလာတာထိုင်းလူမျိုးတွေကလက်မခံဆန္ဒပြနေကြပြီလေဆိုတဲ့စာသားတွေပါရေးသားထားတဲ့ရုပ်သံဖိုင်ကိုဖြန့်ဝေထားပါတယ်။ဖိုင်ထဲမှာထိုင်းစကားပြောတဲ့တန်တွေနဲ့ထိုင်းစာတွေပါဝင်ပြီးအဖြူနဲ့အပြအလံကိုကင်ထားသူတွေပါဝင်ပါတယ်။ ဒါကိုကြည့်ရှုသူနှစ်သိန်းခွန်းနီးပါးရှိနေပါပြီ DeFi ရဲ့မူရင်းကို give 1111ဆိုတဲ့အမည်နဲ့ TikTok account တစ်ခုမှာတွေ့ရပါတယ်ဒီဖော်ပြချက်ရဲ့အောက်ကမှတ်ချက်ပေးထားတဲ့အထဲမှာကာစီနိုစန့်ကျင်အဖွဲ့နဲ့စိုက်ပျိုးရေးအဖွဲ့နှစ်ဖွဲ့လုံးကိုကူညီပံ့ပိုးနေပါတယ်ဆိုပြီးထိုင်းဘာသာလိုရေးသားထားတာတွေ့ရပါတယ်။မြန်မာအတွက်ဆန္ဒပြရည်လိုရေးတဲ့မှတ်ချက်အောက်မှာလည်းလေယာဉ်မြေတွက်လယ်သမားတွေဆန္ဒပြနေတာကာစီနိုကိစ္စလိုပဲပြောပါတယ်။စသဖြင့်ရေးပြီးပြန်လည်ဖြည့်ရှင်းထားတာတွေ့ရပါတယ်။နောက်တစ်ခုကတော့ရွှေမုတ်ဆိုးအမည်နဲ့အကောင့်ကနေဧပြီလ၄ရက်နေ့မှာမင်းအောင်လိုက်ကိုဖမ်းဆီးပေးဖို့အာဂျင်တီးနားတရားရုံးတော်ဆုံးဖြတ်ချက်ကိုထိုင်းအစိုးရလိုက်နာမှုမရှိလို့ထိုင်းနိ င်ငံသားတွေထိုင်းဆိုရကိုစံနှပ်ပြဆိုလိုရုပ်သံဖိုင်တစ်ခုဖြန့်ဝေထားပါတယ်ဒီဖိုင်ကိုချိုင်းနေတဲ့သူတထောင်ကျော်နဲ့ချီရှိသူတထောင်ကျော်ရှိနေပြီဖြစ်တယ်လို့ထိုင်းလန်နေကိုင်းဆောင်ထားတဲ့သူတွေချီတက်စံနှပ်ပြနေရကိုတွေ့ရပါတယ်ဒီ post ကိုရွှေပုံဆိုးဆိုတဲ့အကောင့်မှာပြန်လည်ဖျက်သိမ်းခဲ့ပါတယ်ဒီရုပ်သံဟာမိုမို news အမည်နဲ့ Facebook စာမျက်နှာကနေဖြန့်ဝေထားတဲ့တင်းရုပ်သံဖိုင်ကိုယူသုံးထားတာဖြစ်ပါတယ်ဒါကတော့ကာစီနိုကိုမလိုလားသူတွေစံနှပ်ပြနေရပဲဖြစ်ပါတယ်နောက်ထပ်ပြည့်နှက်နေတဲ့တကူကတော့တဘုံမာလေးဆိုတဲ့အကောင့်ကနေဧပြီလ၄ရက်နေ့မှာသူများနိုင်ငံလာတော့မောက်ထုတ်ခံရတဲ့မင်းအွန်လိုင်းဆိုတဲ့စာသားနဲ့ရုပ်သံဖိုင်တစ်ခုကိုဖြန့်ဝေထားပါဗျ။ ဒါကိုကြည့်ရှိသူနှစ်တန်းနီးပါးရှိနေပြီပဲဖြစ်ပါတယ်။ဖိုင်ထဲမှာတော့ခေါင်မိုးအနေနဲ့အဆောက်အဦရှိမှာဆန္ဒပြနေတဲ့လူကြီးကိုတွေ့ရမှာဖြစ်ပါတယ်။ဒီအတွက်ဖြစ်စဉ်မှန်ကရက်ရွာခွင့်ရေးကိုချိုးဖောက်တဲ့တက်တော်ဥပဒေပြဿနာဖြေရှင်းပေးဖို့အတွက်ချင်းမိုင်ခရိုင်ရုံးရှိမှာဆန္ဒပြနေရပဲဖြစ်ပါတယ်။ဒါကိုမလ29ရက်နေ့မှာ Thai PPS သတင်းဌာနကနေသတင်းဖော်ပြထားပါတယ်။ နောက်ဆုံးတစ်ခုကတော့ဧပြီလ၄ရက်နေ့မှာချစ်ကုကိုနောင်ဆိုတဲ့အကောင့်ကနေဖော်ပြထားတဲ့မြန်မာတန်ရုံရှိမှာထိုင်းကျောင်းသားတွေဆန္ဒပြနေတယ်ဆိုတဲ့ရုပ်သံဖိုင်ပါဒီဖိုင်ကို၃နာရီတွင်ကြည့်ရှုသူ9800ကျော်ရှိပါတယ်ဒီဖိုင်ရဲ့မူရင်းဟာ Talk with the Police ဆိုတဲ့ TikTok အကောင့်ကနေ Favorite ရက်နေ့ကဖော်ပြထားတာကိုတွေ့ရပါတယ်ဖေဖော်ဝါရီလနေ့မှာကြာရောက်တဲ့ဆီယနာသိမ်းမှု၄နှစ်ပြည့်ထိမ်းမှတ်နေတဲ့တကြလှူရှားသူတွေကဘန်ကောက်မှာရှိတဲ့မြန်မာတန်ရုံရှိမှာဆန္ဒပြခဲ့ကြတာပဲဖြစ်ပါတယ်။ဒါကိုမြစီမတ်ကနေတဲ့သတင်းဖော်ပြထားပါတယ်။ ။ဒါကြောင့်ထိုင်းနိုင်ငံမှာပြုလုပ်မဲ့ Binster Seaway ကိုတက်ရောက်ဖို့စစ်ကောင်းဆောင်မင်းအောင်လှိုင်လာရောက်တာကိုထိုင်းပြည်သူတွေကဆန္ဒပြရတဲ့ဆိုတဲ့သတင်းရုပ်သံဖိုင်တွေဟာဖြစ်စဉ်မတူတဲ့ဆန္ဒပြပွဲကဖိုင်တွေကိုလိုဒလိုကောင်းစင်တက်ပြီးဖြန့်ဝေနေကြတာပဲဖြစ်ပါတယ်။မဇမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့စစ်ဆေးစစ်ခြင်းတဲ့တဲ့နေရှိခဲ့ရင်မဇမကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင် t.ly/ajfpz ဆိုတဲ့ link ကို site ထည့်ပြီးစစ်ဆေးစစ်ခြင်းတဲ့အကြောင်းအရာကိုလိမ့်နေတကွာပေးပို့ဖို့မြစ်တာရက်ခံအပ်ပါရှင် လူ့ကောင်မီဒီယာရဲ့ဆက်လက်ရပ်တည်ခံမှုပရိသတ်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပေးချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။